တာလီဇော့ပါဒီကနေ့ဧပြီလ18ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျမမျက်နှာခင်ကတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တည်င်းတွေကတော့အီအီကဖန်ဆီထားတဲ့ဘင်္ဂလားဒေ့ရှ်လုံသား55ရောက်ကို ပြန်လွေပြောင်းပေးခဲ့တဲ့တည်င်းမင်းပြမှာစစ်သုံးပန်းနဲ့မိသားစုအယောက်180ကိုတကြံအကျူနီးကအေအေးကပြန်လိုပေးခဲ့တဲ့တည်င်းနဲ့မြို့သုံးမြို့ကိုပဲအုပ်ချုပ်ခွင့်ရတဲ့ရခိုင်ဝန်ကြီးချုပ်ကို စစ်ကောင်စီက theory ပြန်ရှိပွေးရှင်းမြင်လိုက်တဲ့တည်င်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အာရခတတော် EE ကဖန်စီထိမ့်သိမ်းထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား55ရက်ကိုဧပြီလ16ရက်နေ့မွန်လွေပိုင်းမှာဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGBC ပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့တည်င်းရရှိပါရယ်။ ူတို့ကိုတက္ကနတ်မြို့နေ municipal area အတွင်းက Shaduri Para ရခိုင်အခေါ်မြင်းနားရွာအနီးတက္ကနတ်မြန်မာကုံတွေးရေးစစ်ခန့်တရားကနေတဆင့်လွေပြောင်ပေးခဲ့တာပါငါးဖမ်းသမားတွေကိုဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB ကပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့တက္ကနတ်မြို့အခြေဆိုင်အမန်နစ်ဘင်္ဂလားဒေ့ရှ်နေခြားဆောင်တပ်ဖွဲ့ BGB တပ်ရင်းမှုဒုပုံမကြီးကပြောဆိုထားပါတယ် အဲ့ဒီဘင်္ဂလားဒေ့ရှ်ကရေလုံသားတွေကိုမြန်မာပင်လယ်ပြင်ထဲမှာငါးဖမ်းနေတဲ့အရှိအရခတတော်အီအီကဖန်စီထိမ့်သိမ်းထားခဲ့တာဖြစ်တယ်လို့သူကပြောဆိုပါရယ်မြန်မာမျိုးတိုင်းတိုက်ပွဲကဖန်စီရမိခဲ့တဲ့စစ်သုံးမန်းနဲ့မိသားစုအယောက်180ကိုဧပြီလ13ရက်နေ့တကြံအကြိုနေ့မှာအရခတတော်အီအီကပြန်လုပေးလိုက်တယ်လို့သိရရှိပါရယ်အရခတတော်ကတိုက်ပွဲအတွင်းမှာဖန်စီရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုတွေကိုကောင်းမွန်စွာစောင့်ရှောက်ပေးပြီးအခါကြီးနေရဖြစ်တဲ့ကြံကာလမှာလွတ်ပေးခဲ့တာဖြစ်ပါတယ်။စစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကိုအေးအေးကပြန်လွတ်ပေးခဲ့တာဖြစ်ပြီးသူတို့ရဲ့မိသားစုတွေနဲ့တိတိရှာရှာဆက်တွေ့ပြီးအခမ်းအနားလို့ထောက်ပံ့ကြီးပေးကပြန်လွတ်ပေးလိုက်တာလို့ ULA နဲ့ညီဆက်တဲ့မင်းသားမျိုးနွယ်ကအမျိုးသားတယောက်ကနရင်းစရာကိုပြောဆိုပါတယ်။ မနက်ပိုင်းကသူတို့ကိုပြန်လူပေးလိုက်တာဖြစ်ပြီးလူမြောက်သွားသူအများစုဟာလုံခြုံရေးစိတ်ချရတဲ့နေမျိုးတွေကဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်စရဲမြို့သုံးမြို့ကိုပဲအုပ်ချုပ်ခွင့်ရတဲ့ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးရှိုးဦးထိန်လင်းကိုနစ်ဆန်တရဲ့နေ့မှာသီရိပြန်ရှိပွဲရှင်းမြင်လိုက်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။စစ်ကောင်စီကဆွန်းဆောင်မှုဆိုင်ရာဂုံတူးဆောင်ပွဲတွေကိုပိတ်အပ်ရှိမြင်ရမှာ ငွေကြီးရှုပ်ဦးထိန်လင်းကိုတခြားသူ32ယောက်နဲ့အတူရှင်းပြလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကစီတူဝေး၊တီရီပြန်ရှိဝေး၊ဇေယကျော်ထင်ပွေး၊ဝနာကျော်ထင်ပွေးနဲ့အလင်းကကျော်စောဝေးတွေကိုရှင်းပြရမှာနောက်ထပ်ရခိုင်အမျိုးသားတယောက်ဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါက်တာဘားရွှေကိုလေစီတူဝေးရှင်းပြလိုက်တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလေးတင်ဆက်ပြီးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနစ်ဆန်တည့်ရနေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာနိုင်ငံတော်ကအကျဉ်းထောင်တွေကနေအကျဉ်းသူအကျဉ်းသား4893ယောက်ကိုလူညင်းခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါအပြင် လူမြောက်လာတဲ့အထက်မှာ နိုင်ငံသားသားအကျဉ်းသားအကျဉ်းသူ73ယောက်ပါဝင်ပြီးပြည်နှင်တန်ပေးကပြည်တန်လူကြီးခွင့်ပေးလိုက်တယ်လို့လေထုတ်ပြန်ထားပါတယ်။သူတို့ကိုနိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့အခုလိုလှုပ်ပေးတာဖြစ်ပြီးနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင်လက်ရှိကြန့်ရှိနေတဲ့ပြစ်မှုတွေအတွက်ပါတဘာတွေထက်မှန်ကြာခံရမယ်လို့လေဆိုပါတယ်။ပြည်တယ်လူကြီးခွင့်ပေးတဲ့အချိန်မှာမဒိမ့်မှုလက်နက်မှုအာဂတိမှုဖောက်ခွဲမှု လူသက်မှု မူရစ်စီဝါမှုစတဲ့ပုံမှန်တွေနဲ့တရားစွဲဆိုခံရပြီးထောင်ဒဏ်ရမှတ်ခံရသူတွေမပါဝင်ဘူးလို့လေစစ်ကောင်စီကပြောဆိုထားပါတယ်စစ်ကောင်စီကအခုလိုလွတ်ပေးတာမှာနိုင်ငံရေးအကျဉ်းသားတွေပါဝင်မှုအလွန်နှေးပါတယ်လို့ဤဆက်သူတွေစီကနေသိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျပန်နိုင်ငံမှာလူဦးရေဟာညွန်မန်းထားတာထက်ပိုမှုကြာဆင်းလာနေလို့အစိုးရကထုတ်ပြန်တဲ့စီးရင်တွေအရာသိရပါတယ် ဂျပန်နိုင်ငံ၏တဘောဝလူဦးရေပြောင်းလဲမှုကိုတလင်းလာနေကအစိုးရ၏ခန့်မှန်းထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါရယ်ဂျပန်နိုင်ငံ၏မွေးဖွားမှုအရေးအတွက်နဲ့တည်ဆုံးသူအရေးအတွက်ကိုနိုင်ရှင်တွက်ဆရမှာ လူဦးရေဟာရော့ကျလာရည်လို့ဆိုပါရယ်ဂျပန်နိုင်ငံမှာအသက်65နှစ်နဲ့အထက်ရှိသူတွေရဲ့ရာခိုင်နှုန်းဟာလေဆန်ရှင်တင်မြင့်မားနေတယ်လို့သိရပါဗျ။ဂျပန်မှာလူဦးရေကျဆင်းမှုကိုထိရောက်စွာကင်တွေဖြစ်ရှင်းနိုင်ရှင်မရှိသေးတယ်လို့ ကလေးမွေးချင်တဲ့လူအတော်များများအတွက်သူရဲ့အိမ်မက်ကအကောင့်ထဲမပေါ်သေးပါဘူးလို့လေအစိုးရအဖွဲ့အတွင်းဝန်ချုပ်ယူရှိမာဆာဟာယာရှိကတလင်းလာနေကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါရီဂျပန်နိုင်ငံရဲ့လူဦးရေဟာ2020တကောင်စီရင်အရာ126တန်းကျော်ရှိရာကနေ2021ခုနှစ်မှာ125တန်းကျော်ကျဆင်းခဲ့ပြီး2022ခုနှစ်မှာတော့ 124.95တန်းအထိကျဆင်းသွားခဲ့တယ်လို့ဆိုပါရယ်။ဒါဟာ7နှစ်ဇက်တရောကျလာခဲ့တာဖြစ်တယ်လို့ဧပြီလ7နှစ်နေ့ကဂျပန်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရရှင်။နရိဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရိဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www. nounisra.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါ रे နရင်းစာရုပ်တန့်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ रे အားလုံးကျန်းမာရှင်လန်းကြပါသည်ရှင်